နိုင်ဘူးလားရနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလည်းပဲဒီလိုသမာခုနှစ်ပြန်ကျမ်းတော်မြတ်ကြီးကိုမေရောမိနန္ဒာကိုအကြောင်းပြုပြီးတော့ကတာဝိနာနတ်ပြည်မှာလည်းပဲဝါရုံလုံးလားကာလပတ်လုံးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမြင့်ကျင်အောင်ဖြစ်တဲ့နတ်သားကိုကျေးဇူးဆက်မဟုတ်ကြဘူးလားရင်ဟောကြတယ်ဒါကြောင့်မင်းသူတော်ကောင်းဒီကဒီကနေ့အဘိဓမ္မာခုနှစ်ပြန်တဲ့ ရှင်မထံရွတ်ပတ်ပူဇော်ဝဲကျင်းမာလိုက်တာဒီတဲ့အားလုံးတော့သုတော်ကောင်းအပေါင်းတို့ခွန်ရ9နှစ်သံဃာမသုတော်ကောင်းတို့လောကီချမ်းသာလောကုတ္တရာချမ်းသာမပြသောချမ်းသာတွေလည်းမထုတ်နိုင်ဘူးလားထုတ်နိုင်တယ်အဲဒီတော့သို့အောင်လည်းဥဒိယသုတော်ကောင်းတွေကမျက်ပြင်နဲ့တိုင်းနေဥကာလတွေမှာအမြဲမပြတ်မိမိတို့မပြည့်မကွက်ရပ္ပတရဇ္ဇပူဇော်ကြမယ်ဆိုရင်အလုံးစ ဲ့မပြန်သူကြမှုရရပါလိမ့်မယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်ကြီးမှာတရားဝဲလာလို့လည်းပဲဆန္ဒနဲ့လို့မြတ်စွာဘုရားဟောတော်မူသွားတဲ့အမိဓမ္မာကိုနဲ့ပြန်တဲ့ကပဋ္ဌာန်းကျမ်းတော်ကြီးကိုလည်းပဲနာကြားခွင့်မရဘူးလား။ပဋ္ဌာန်းကျမ်းတော်ကြီးကိုနာကြားခွင့်ရတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားတော်ကိုနာ တရားလေးနာနေရတော့စိတ်ကလေးမချမ်းသာဘူးလားမဲမချမ်းတရားလေးဒီကိုနာချမ်းနေရတော့စိတ်ကလေးလည်းချမ်းသာတယ်အလုံးစုံဘုရားကောင်းကောင်းတွေကရိုးရိုးတည်တည်နဲ့နာကြကြတဲ့အခါကျတော့လောကီချမ်းသာရတဲ့မထုတ်နိုင်ဘူးလားစေကုကယံတဲ့အန္တရာယ်လေးလည်းမကျေနိုင်ဘူးလားအဲဒါကြောင့်သင်ဘုရားကောင်းတွေရဲ့ဧဥကယံတဲ့အန္တရာယ်လေးကကျင်းရှင်းသွားပြီလောကီကောင်းတို့ချမ်းသာလောကုတ္တရာကောင်းတို့ချမ်းသာတဲ့အောင် ်သာလေးကိုဤတို့ယုံယုံကြည်ကြည်နဲ့ဥပ္ပယသူတော်ကောင်းတို့ရဲ့စိတ်ထဲမှာဆိုးကြမြင်းမြင်းမှတ်ထားရမယ်ဆိုတော့အာသုနေသူတော်ကောင်းလေးကမနန္တရားဒေသနာတော်ကြီးကိုနာကြားလုံးလက်လက်သူခွန်ဒုက္ခခတ်ဓမ္မဒေသနာဆိုရတဲ့အဓမ္မဒေသနာသူတော်ကောင်းတရားလေးကိုဟောဓမ္မတရားညွှန်ကြားခြင်းဒီလည်းပဲဒုက္ခချမ်းသာလာပါလေမချမ်းသာဘူးလား နာရေဒုက္ခနာမာရေနဒုက္ခတံခတာသမေတိတဲ့ဒီကနေ့သုဒေယံသူတော်ကောင်းနေတံခတာလို့ခေါ်တဲ့အပွဲရှိသံဃာရှင်သူမြတ်တွေဟောသုဒေယံသူတော်ကောင်းတို့မှာတဲ့မိနာသူရဲ့ရပ်ွဲဧဝရမမိနာသူကောင်းများသွားတဲ့ဇေယုကံမိသားစုမိသားစုကလေးတွေမိသားစုမင်းမှာလည်းနေပြောနေမဆန်းလာဘူးလား ေဝရမယဂုဏယဂုဏယဂတုယဂုဏရေညောနေ